အားလုံးမင်္ဂလာပါဒီနေ့ကတော့ကပ္ပဦးချန်းကိုတပန်ကျင်းလဲရအောင် ရာကုန်၏မရလဲအားဖွားမြင်သောသမင်ဒီနာသည်ထိုးပြေ၏အမျိုးသမီးတို့ကိုအကြည့်အရှုတွားရာတွင်ထိုးပြေကိုအစိုးရသောဟေဝိအမျိုးဟာမော်၏တာရှေခင်ဒီဒီနာကိုမြင်လင်ယူသွား၍အိတ်ဖော်ပြုလဲသူ့အတရေကိုရှုံးချလေ၏နောက်မှသူ့ကိုချစ်သောစိတ်မကုံအမဲချစ်၍မေတ္တာစကားဖြင့်ဖျားယောင်းလက်နေ၏ခမဲတော်ဟာမော်ထံသို့လဲဝင်၍ဤမိမကိုအကျွန်ုပ်ကျင်ဘက်ဖြစ်စေခြင်းကတောင်း၍ ွင့်ပေးတော်မူပါဟုလျှောက်ဆို၏ရာဂုတ်တွင်မိမိသမီးဒီနာကိုရှေခင်မင်းသားရှုတ်ချချောင်းကိုကြားတော်လဲမိမိသားတို့သည်တောအရက်မှသရစ်ဆန်တို့နှင့်အတူရှိသည့်ဖြစ်၍သူတို့ကိုငန်းလင်လက်သိစိတ်စွာနေလေ၏ထို့နောက်ရှေခင်အဘဟာမောမင်းသည်ယာကုတ်နှင့်နှုတ်ဆက်ခြင်းကလာ၍ယာကုတ်၏သားတို့လည်းတည်င်းကြတော့အခါတော့အရေးမှပြန်ရောက်ကြ၏ထိုမင်းသားသည်ယာကုတ်၏သမီးနှင့်အိမ်မြေ၍ဤတေလအမျိုး၌မိုက်တော့အမှုမပြုတ်အပ်တော့အရာ ပြုတ်မိတော့ကြောင့်သူတို့ဒီစိတ်နာရွက်အလွန်အမျက်ထွက်ကြ၏ဟာမော်မင်းလည်းသူတို့နဲ့နှုတ်ဆက်လက်ငါသားရှေခင်ဒီတင်တို့သမီးကိုအလွန်ချစ်အားကြီးပါ၏ထိတ်မြပေးစားကြပါလောတင်တို့ဒီငါတို့နဲ့အချင်းချင်းထိတ်မြချင်းကိုပြုတ်လဲတင်တို့သမီးကိုပေးစားကြလောငါတို့သမီးနဲ့လည်းဆုံးဘက်ကြလောတင်တို့ဒီငါတို့နဲ့အတူနေ၍ EB ၌အစီအသားမရှိနေရာချလက်ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍အပိုင်ယူကြလောဟုဆိုလေ၏ရှေခင်းကလည်းတင်တို့စိတ်နဲ့တွေ့ကြပါစေတောင်းတမျှကိုပေးပါမည်ကတော့ဥစ္စာဖြစ်စေလက်ဆောင်ပန္တာဖြစ်စေနေများမဆိုတောင်းသည့်အတိုင်းပေးပါမည်ဤမိမကိုသာငါအားထိတ်များပေးစားကြပါဟုမိမဤအဘနှင့်မောင်တို့အားဆိုလေ၏ရာကုန်ဤသားတို့သည်နမ ဒင်းနာကိုရှေခင်မင်းသားရှုံချတော့အကြောင်းကိုဆင်ခြင်၍မင်းသားနဲ့အဘဟာမောကိုပြည့်ရည်ဖြင့်ပြန်ပြောဒီမှာအကျွန်ုပ်တို့နမကိုအေးဖြားလီမင်္ဂလာကို မခံတော့သူအားမပေးစားနိုင်ပါပေးစားရင်ကဲ့ရဲ့ဖွဲတော့အကြောင်းဖြစ်ပါ၏တင်တို့ဒီအကျွန်ုပ်တို့ဘာသာအတိုင်းပြု၍ ယောက်ျားတိုင်းအေးဖြားလီးချင်းမင်္ဂလာကိုခံရင်အကျွန်ုပ်တို့ဒီဝန်ခံကြပါမည်တို့ပြုတ်လင်အကျွန်ုပ်တို့သမီးကိုတင်တို့အားပေးစား၍တင်တို့၏သမီးနှင့်လည်းဆုံဘက်ကြသဖြင့်တင်တို့နှင့်အတူနေထိုင်၍တမျိုးတည်းဖြစ်ကြလိမ့်မည်တို့မဟုတ်အကျွန်ုပ်တို့စကားကိုနားမထောင်အေးဖြားလီးမင်္ဂလာကိုမခံလင်အကျွန်ုပ်တို့သမီးကိုယူ၍သွားမည်ဟုဆိုကြ၏ထိုစကားကို ဟာမော်မင်းနှင့်တားတော်ရှဲခင်သည်နှက်သက်၍ ထိုမင်းသားသည်ယာကုပ်၏သမီးကိုချစ်အားကြည်သောကြောင့်၎င်းအဘ၏အမျိုးသားချင်းအပေါင်းတို့ထက်အတရေရှိသောကြောင့်၎င်းချက်ချင်းဝန်ခံလေ၏ထိုအခါဟာမိုမင်းနှင့်တားတော်ရှေကင်သည်မိမိမျိုးတကားသို့တွား၍မျိုးသားတို့နှင့်နှုတ်ဆက်လက်အချင်းတို့ဤသူတို့သည်ငါတို့နှင့်တင့်တင့်ကြပြီငါတို့ပြည်၌နေ၍ဖောက်ကားရောင်းဝယ်မှုကိုပြုကြပါစေငါတို့ပြည်သည်သူတို့နေသာအောင်ကြေပေ၏ တို့တို့သမီးများနဲ့အိမ်ချောင်ဘက်ပြုတ်ကြဆိုငါတို့သမီးများကိုလည်းတို့တို့အားထိတ်များပေးစားကြဆိုတို့ရသွေတို့တို့ဒီအရေဖြားလီမင်္ဂလာကိုခံတဲ့တို့ငါတို့တွေယောက်ျားတိုင်းအရေဖြားလီမင်္ဂလာကိုခံမတာထိုလိုတို့ဒီငါတို့တွေနေ၍တမျိုးတည်းဖြစ်စေခြင်းကဝန်ခံကြလိမ့်မည်။တို့တို့ဤတိုးနွားမှဆ၍တရိษံများဥစ္စာများတို့ဒီငါတို့ဥစ္စာဖြစ်ကြလိမ့်မည်မဟုတ်လော။တို့တို့အလိုတို့ လိုက်ကြဆုံးတို့ပြုတ်ရင်သူတို့ဒီငါတို့တွေနေကြလိမ့်မည်ဟု ဟာမော်မင်းနဲ့တားတော်ရှေခင်ပြောတော်စကားကိုမြို့တကားမှထွက်တော်သူအပေါင်းတို့ဒီနားထောင်၍ယောက်ျားရှိသမျှတို့ဒီအရေဖြားလေးမင်္ဂလာကိုခံကြ၏ထို့သို့ခံ၍သုံးရက်မြောက်တော်နေ့၌အလွန်နာကြသောအခါယာကုတ်သားဒီနာဤမောင်ရှိမောင်နဲ့လေဝိညင်းတော်နှယောက်တို့ဒီဒါလက်နဲ့တယောက်သစင်းစီဆွဲကြိုင်လက်တတိမရှိသော မြို့ကိုတိုက်၍ယောက်ျားအဖောင်းတို့ကိုတတ်လေ၏ဟာမော်မင်းနှင့်သားတော်ရှေခင်ကိုလည်းဒါလက်နက်ဖြင့်တတ်ပြီးလင်ဒီနာကိုရှေခင်အိမ်မှ နှုတ်ယူ၍ပြန်သွားကြ၏မိမိတို့နှမရှုံချခြင်းကိုခံရသောကြောင့်တပန်ရာကုတ်သားတို့သည် အသေးတက်ပြီးသောသူတို့စီတို့တွားပြန်၍မြို့ကိုလူရဲ့ဖြစ်စီသည်ဖြင့်သူတို့တူးစိတ်နွားမီမဆ၍မြို့၌ရှိသည်မြလေ၌ရှိသည်မြသောအဥ္စာကို၎င်းသူတို့သားမယားတငယ်အပေါင်းတို့ကို၎င်းတင်းယူ၍အင်းတို့၌ရှိသည်မြကိုလည်းလူရဲ့ဖြစ်စီကြ၏ထိုအခါရာကုတ်က သင်တို့သည်ငါ့ကိုညှင်းဆဲကြပြီတကားခါနနိလိုဖယ်ရစီလိုတဲ့ဟုသောဤပြည်သားတို့သည်ငါ့ကိုယွန်းရှာအောင်ပြုကြပြီတကားငါတို့၌လိုအပ်ရသွက်အားနေသောကြောင့်သူတို့သည်စုဝေ၍ငါ့ကိုတိုက်တတ်သဖြင့်ငါနဲ့ငါအိမ်သူအိမ်သားတို့ကိုဖျက်ဆီးကြလိမ့်မည်ဟုရှီမောင်နဲ့လေဝိတို့အားဆိုလေတော့သူတို့ကငါတို့နမကိုပြစ်တစားကဲ့သို့မှတ်၍ပြုရမည်လို့ဟုပြန်ဆိုလေ၏ ထို့နောက်ဘုရားသခင်ကတင်ထရွေပတလအရက်တို့သွားနေလောတင်းဒီအကိုဧတော်ထာမပြေးတော့အခါတင်အားထင်ရှားတော့ဘုရားသခင်အဖို့ထိုအရက်၌ရက်ပလင်ကိုတေလောဟုယာကုတ်အာမိန်တော်မူ၏ထိုအခါယာကုတ်သည်အင်းတို့အင်းသားများနှင့်မိမိ၌ရှိသမျှတော်သူအပေါင်းတို့ကိုခေါ်၍တင်တို့တွင်ပါတော့တပားမျိုးသားတို့၏ဘုရားတို့ကို ပေးပစ်ကြလောအဝတ်ကိုလဲ၍တန်ရှင်ချင်းရှိစေကြလောယခုထား၍ဘတလအရက်တို့သွားကြစို့ငါသည်ဆင်းရဲခံရသောကာလ ငါကိုထူး၍ငါသွားသောလမ်း၌ကြွတော်မူသော ဖရာသခင်ယခုထိုအရ၌ရက်ပလင်ကိုငါတီးမီဟုဆိုလေ၏သူတို့သည်လည်းမြေမြေတို့၌ပါသောတပားမျိုးသားတို့၏ဖရာအပေါင်းတို့နှင့်နား၌ပန်သောနဗန်းတစာရှိသည်များတို့ကိုယာကုတ်အားပေး၍ယာကုတ်လည်းရှေခင်မြို့နာတွင်ရှိသောတပိတ်ပင်အောက်တွင်မြုပ်ထားလေ၏သူတို့ပြောင်းသွားကြသောအခါ ပဝင်းကျင်မြို့သားတို့ဒီဘုရားသခင်ကိုကြောက်ရွံ့၍ယာကုတ်သားတို့ကိုမလိုက်ဝမ်းပင်နေကြ၏ယာကုတ်တွင်မိမိ၌ပါသောသူအပေါင်းတို့နှင့်တကွခါနန်ပြည်လူဆာမြို့သိဟုသောဗေဒလအရက်တို့ရောက်ကြသောရက်ပလင်ကိုတည်၍ ထိုအရက်ကိုဗတလာအမည်ဖြင့်တဖန်တမုတ်ပြန်လေ၏အကြောင်းမူကားအကိုထမ်းမှပြည့်တော့အခါထိုအရက်၌ဘုရားသခင်ထင်ရှားတော်မူသည်ရဘက်ကာ၏အထင်းဒေဘောရတဲ၍ဗတလာအရက်၌တပိတ်ပင်အောက်တွင်တကြူချင်းကိုခံရလေ၏ထိုအပင်ကို အာလုတ်ပါကုတ်ဟု၍တွင်သည်ရာကုတ်ဒီပါဒရယံအရက်မှ ပြန်လာတော့နောက်တဖန်ဖရာတခင်ထင်ရှား၍ကောင်းကြီးပေးတော်မူပြီလင်ဒင်းဒီယခုရာကုတ်အမြင်ရှိ နောင်၌တင်ဤအမည်ကိုယာကုတ်ဟု၍မခေါ်ရဤတေလဟု၍ခေါ်ရမည်ဟုမိန့်တော်မူလည်းဤတေလအမည်ဖြင့်သမုတ်တော်မူ၏တပံဘုရားသခင်ကငါဒီအနန္တတကုရှင်ဘုရားသခင်ဖြစ်၏သူ့ဘွားများပြလောလူတစ်မျိုးမက အမျိုးမျိုးတို့သည်တင်၌ဖြစ်ကြလိမ့်မည်ရှင်ဘရင်တို့သည်တင်ဤအမျိုးအနွယ်၌ဖြစ်ကြလိမ့်မည်အာဗြဟံနှင့်ဣဇက်အားငါပေးတော်မည်ကိုတင်နှင့်တင်ဤအမျိုးအနွယ်အား ငါပေးမည်ဟုမိန်တော်မူ၏ထို့သို့ယာကုန်နှင့်နှုတ်ဆက်၍မိန်မတော်မူရာအယက်မှဖရာသခင်တက်ကြွတော်မူ၏ဖရာသခင်နှုတ်ဆက်၍မိန်မတော်မူရာအယက်၌ယာကုန်သည်ကြောက်တိုက်ကိုဆက်၍ကြောက်ဖြားပေါ်၌ ်တွန်းလောင်းရာပူဇော်တကားကို၎င်းစီကို၎င်းလောင်းလေ၏ဗျာဒိတ်တော်ကိုခံရသောထိုအရက်ကိုလည်းဗတ္တလဟု၍တဖန်တမုတ်ပြန်လေ၏ထို့နောက်တဖန်ဗတ္တလအရက်မှခီးသွားပြန်၍အေဗရက်မြို့နှင့်နှီးသောအခါရာခေလသည်တားဖွာအံ့သောအချိန်ရောက်၍ပြင်းစွာသောဝေဒနာကိုခံရ၏ထို့သောပြင်းစွာခံနေရစဉ်တွင်ဝမ်းဆွဲကမစိုးရင်နှင့်တားယောက်ျားကိုရပြီဟုဆိုလေ၏ရာခေလသည်တေအံ့ဆေးဆေးရှိ၍ နာဝိညာဉ်ထွက်စဉ်အခါထိုသားကိုဘေနော်နိအမည်ဖြင့်မေ့လေ၏အဘမုံကဘင်းယာမင်းအမည်ဖြင့်မေ့တည်းရာခေလတဲ၍ဘဲလင်အမည်ရှိသောအေဖရက်မြို့သို့သွားတော်လမ်းခရီးတွေတကြိုချင်းကိုခတ်လေ၏ရာကုတ်လည်းတင်းကြိုက်ပေါ်မှာမတ်တိုက်ကိုဆိုက်လေ၏ထိုမတ်တိုက်က ယနေ့တိုင်အောင် ရာခေလာဤတင်းချမ်းမတ်တိုင်ဖြစ်တည်းဤဒီလာသည်တဖန်ခီးတွားပြန်၍အင်းသာလင့်စင်ကိုလွန်ပြေးမှတဲကိုဆောက်လေဤထိုအရက်၌နေတော့အခါရုပင်ဒီတွား၍အပ၏မယားငယ်ပီလာဟာနှင့်အိတ်လေဤထိုတည်င်းကိုဤဒီလာကြာဤရာကုတ်သားတစ်ချိတ်နှစ်ပါးရှိဤလင်းအားတွင်မြင်သောတာကား ယာကုပ်၏တာအိုရူဘင်အဆရှိသောရှိမောင်လေဝိယူဒဣဒခာဇာဘလုံတဲယာခေလတာကယောသတ်နှင့်ဘင်ယာမင်သည်ယာခေလ၏ဂျုံမဘိလဟာတာကတန်နှင့်နတ်တလိသည် လေအာ၏ဂျုံမဇိလာဘတာကဂိနှင့်အာရှာသည်ဤသူတို့က ပါဒနာယံမြို့၌ဖွားမြင်သောယာကုပ်၏သားများသည်ထို့နောက်ယာကုပ်သည်အာဗြဟံနှင့်ဤဇက်တဲခိုရာမန်ရဲ့အရက်ဟေဗျုံမြို့သည်ဟုသောကိရာယာပတာဘမြို့၌နေသောအဘဤဇက်ထံသို့ရောက်လေ၏ဤဇက်အသက်သည်အနှစ်180နှင့်ပြည့်စုံလေရှိသော အသက်ကြီးရင်ရာကာလပြည့်စုံရာ၌အသက်ချုပ်၍အနိစ္စဖြစ်သည်ဖြင့်မြင်းမြင့်လူမျိုးစီးဝေးရာသို့ရောက်လေ၏။တားအေတော်နှင့်ယာကုတ်တို့သည်တကြွကြ၏။